ဆိုကရတီးယားဒီမိုကရေစီကိုဘာလို့မုန်းတာလဲကျွန်တော်တို့မြန်မာနိုင်ငံအတွက်နိုင်ငံအများစုကလူချင်းရဲ့ဒီမိုကရေစီကိုကမ္ဘာအတွေးခေါ်ပညာရှင်ဆိုကရတီးမကြိုက်ဘူးဆိုတာတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။ဘာကြောင့်သူမုန်းလဲဆိုတာကိုတူကြည့်လိုက်ရအောင်။ ဆိုကရက်တီးယားဒီမိုကရေစီကိုတမောတစင်းမှာဖို့ဘသူ့ရွေးမလဲဆိုပြီးတော့ဥပမာပေးခဲ့ပါတယ်။ဇူရန်ကတော့တမောတက်ရာဒီဥတုနဲ့ရေချောင်းအနေနဲ့ကျွမ်းကျင်တဲ့လူကိုပဲရွေးမယ်လို့ဖြေကြမှာပါ။ဘာလို့လဲဆိုတော့တမောသားတိုင်းရဲ့အသက်ကဒီလူပေါ်မှာမူတည်လို့ပါလာတဲ့ခီးတဲ့တိုင်းတည်ပြီးနဲ့ကြုံသွားနိုင်ပါတယ်။နိုင်ငံတကာနိုင်ငံအုပ်ချုပ်တာတမောမောင်းတာတဲ့အများကြီးကိုရှုပ်ထွေးပါတယ်။ဒီလိုရေးချီးတဲ့လူကိုတူးချင်းမဲပြီးရွေးကောက်တဲ့အခါမှာနိုင်ငံရေးစီးပွားရေးဥပဒေစာရည်ကိုကျွမ်းကျင်တဲ့တမောသားတွေရှိတယ်လို့ဒီကြောင်းတွေဘာမှနားမလဲပဲလိုက်လာတဲ့ခီးတဲ့လူတွေကလည်းအများကြီးရှိပါတယ်။ ဒီမိုကရေစီစနစ်မှာလည်းဒီလိုမသိနားမလည်တဲ့လူတိုင်းကိုမဲပေးခွင့်ပေးထားတဲ့အတွက်သူတို့ရဲ့ဆုံးဖြတ်ချက်တရားတနိုင်ငံလုံးရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးရရောက်ပါတယ်။ဒါကြောင့် security ဟာလူများရဲ့စံနာဆိုတာအမှန်တရားနဲ့ထပ်တူမကြနိုင်ပါဘူး။အများစုကလွယ်လွယ်ချော့ခံတာလို့စိတ်ကင်လာခြင်းနဲ့ပတ်လိုက်ပြီးဆုံးဖြတ်ထားတာဖြစ်နိုင်တယ်လို့ဆိုတာပါပဲ။ဒါဆိုလို့ရှိရင်မင်းအနေနဲ့ဆွေးနွေးဖို့ချိန်ကြပါပြီ။မြန်မာနိုင်ငံမှာလူတော်များလားလူပိမ့်များလားကောမွန်မဝင်ရောက်ဆွေးနွေးသွားခဲ့ပါအောင်။